ဒီနေ့ရေးနေတဲ့အခရာများရဲ့အစောဆုံးထောက်ထားဖို့မိတ်ဆက်တင်ပြရှင်ပါတယ်။စာပေတရားလိုဖြစ်ဖို့အတွက်အဓိကအချက်၃ချက်လိုပါတယ်။ဘာသာစကားဖြစ်တဲ့လေတံနဲ့ဘီအခရာသရအခရာတို့ရှင်ဇာရေးလို့ရပြီ။စာပေတရားအဖြစ် ပေါ်ထွန်းနိုင်ပြီ။ဒီတင်ပြမှုကအခရာဒီနေ့ရေးနေတဲ့အခရာတွေရဲ့အစောဆုံးထောက်ထားပဲဖြစ်ပါတယ်။ဒီနေ့ရေးကြတဲ့အခရာကို ရေစုံရေပြလိုက်ကြည့်တဲ့အခါဘရမီအက္ခရာကိုတွေ့ရပါတယ်။ဒီနေ့ရေးနေတဲ့အစာတွေဟာဘရမီအက္ခရာဆင်းသက်တယ်ဆိုတဲ့အောက်ယူဟာကျွန်တော်တို့ဒေတာမှာဘရမီအက္ခရာနဲ့ရေးထားတဲ့စာတွေရှိနေတွေ့နေရလို့ပြောကြတဲ့အပြောဆိုပဲဖြစ်ပါတယ်။ထင်ရှားတဲ့ဘိုက်ပူပြားစာဟာရခိုင်တို့စီမှာဒီနေ့ထိရိုးဝတ္ထုအနေနဲ့တည်ရှိဆုံးဖြစ်ပါတယ်။ဘိုက်ပူပြားစာဟာဘရမီဖြစ်တယ် စာလုံး၁၀လုံးပဲပါတယ်တက်ဂရစ်မပါဘူးတပိုင်းတည်းမှာလည်းဘယ်တော့ကရေးခဲ့တယ်ဆိုတော့မတန်းတင်တာမတွေ့ဘူးပေါ့ဒီမှာရှေ့စာတွေကိုဖတ်တဲ့အခါမှာလည်းရဲလက်သားပုံစံတွေကို ကြည်ပြီးခက်ကာလာခွဲကြတဲ့နေစနေရဆိုရင်မိုက်ပူပြားစာကအာတော်ကကြောက်စာနဲ့လည်းရဲတူတူပဲဖြစ်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း9100လောက်တုန်းကစာလို့အကျဉ်းအပြင်မှတ်သားနိုင်တယ် မြန်မာနိုင်ငံမှာရှိတဲ့စာဆိုတဲ့အထဲမှာဒီစာတွေဟာအစောဆုံးတွေ့ရတဲ့စာတွေပဲဖြစ်တယ်။ဒီတော့ကျွန်တော်တို့တွေဒီနေ့ရေးနေကြတဲ့စာဟာအစောဆုံးဒီဒီမြေပေါ်မှာတွေ့ရတဲ့အထောက်အထားအရာဗြဟ္မီကဆင်းသက်တာပဲလို့မှတ်ချက်ပြုနိုင်တယ်။အဲဒီမှာတူညီတာကဘီးတူတယ်၊တရတူတယ်၊ရေးထားတဲ့လေတမတူဘူး။ဒါကကျွန်တော်တို့ဒီနေ့ရေးနေတဲ့ အခရာပုံစံရဲ့အစောဆုံးထောက်ထားမဟုတ်သေးပါဘူးအစောဆုံးအထောက်ထားရဲ့ဘိုးအေပဲဖြစ်တယ်အဲ့ဒါကအဲ့ဒီအခရာတွေကမှ တူပါပြီးဆင်းသက်လာတဲ့အခရာပုံစံဟာကျွန်တော်တို့ရေးနေတဲ့အခရာပုံစံ ဖြစ်ပေါ်လာပုံကိုတင်ပြပေးပါမယ်မြည်နံတရတူပြီးစကားလေတဲ့မတူတာဘာသာမတူတာရှိကြတဲ့စာပေထဲမှာဒီနိုင်ငံမှာ၃မျိုးပဲရှိပါတယ် မွန်ဗမာနဲ့ရခိုင်ပေါ့ဗမာစာကိုပထမဆုံးတွေ့ရတဲ့ထောက်သားဟာရာဇကုမာကျောက်စာဖြစ်တယ်ရာဇကုမာရဲ့တတန်းကဒီနှစ်အထိဆိုရင်913နှစ်ကြာပြီဒါနဲ့ပတ်သက်ပြီးတိတ်မကြသေးခင်ကမှတွေ့ထားတဲ့ဇော်လူမင်းကျောက်စာက ရာဇကုမာတဲ့နှစ်ပေါင်း60ဆောတယ်ဆိုတော့ဇော်လူမင်းကျောက်စာရဲ့တတန်းဟာဒီနေ့အထိဆိုလို့ရှိရင် 963နှစ်ကြာပြီပေါ့ဒီကျောက်ဆံနှစ်ချက်ကမြီးတရနဲ့ဘာသာစကားလို့ခေါ်တဲ့လေတံတွေရောအကုန်လုံးတူညီပါတယ်ဒီမှာအင်္ဂလိပ်ဆရာကြီးတွေသတ်မှတ်ခဲ့တဲ့မွန်မြန်မာအက္ခရာဒါမှမဟုတ်မွန်ဗမာအက္ခရာရဲ့ရေးစည်းကြောင်းဟာအင်္ဂလိပ်ခေတ်တုန်းကရာဇာကုမာကျောက်ဆံရဲ့ရှေ့မှာဘာဗမာကျောက်ဆံမှာမတွေ့ရပဲကျန်းစစ်သားမင်းကြီးရဲ့ရွှေစည်းကုံ မွန်ကြောက်စာကိုပဲတွေ့ခဲ့ရပါတယ်။ကျင်စဲတာမင်းကြီးအကြောင်းကို ရေးထားတယ်။ရာဇကုမာထက်စောတယ်။မွန်လိုရေးထားတယ်။မွန်လီတန်နဲ့ရေးထားတယ်။မွန်ဘာသာနဲ့ရေးထားတယ်။အခရာရဲ့ပုံစံစတိုင်တွေကရွှေစည်းကုံမွန်ကြောက်စာနဲ့ရာဇကုမာကြောက်စာနဲ့အတူတူပဲ။ဒါနဲ့ပဲနောက်ကျတဲ့ဗမာလိုရေးထားတဲ့ရာဇကုမာကြောက်စာဟာမွန်ကနေ မွန်စာကနေဆင်းသက်လာတယ်လို့ယူဆကြတာပဲဖြစ်ပါတယ်။ပကိုးကိုတော့တိုက်ပြီးပကံသားတွေဟာစာတက်လာကြတယ်။မွန်အခရာတွေယူလာပြီးဗမာလိုစာရေးတက်လာတယ်။ဗမာဘာသာနဲ့ဗမာလေတဲ့နဲ့စာရေးတက်လာတယ်လို့ကောက်ရရှပစ်လိုက်တော့တယ်။ဒီနေ့ဒီချိန်မှာ ရွှေစည်းကုံတဲ့စောတဲ့စောလူမင်းကြောက်စာပေါ်ပေါက်လာပါပြီ။ ဒါကရွှေစည်းကုံကြောက်စာထက်အများကြီးစောတယ်။ဒါကလည်းပဲမွန်စာကသူ့ထက်အများကြီးစောတဲ့ကြောက်စာတွေစောလူမန်ထက်နှစ်ပေါင်း900 600စောတဲ့ကြောက်စာတွေကရှိနေပြန်သေးတော့ဗမာစာဟာမွန်စာကနေဆင့်ပေါ်တယ်ဆိုတော့အင်္ဂလိပ်ဂူရုတွေရဲ့အဆိုဟာမကြေသေးမပြတ်သေးဘူးပေါ့ရှေးအခရာစာပဲရှိတဲ့နောက်တစ်ခု ဖြစ်တဲ့ရခိုင်ဘက်ကိုကြည့်ရရင် ဒေါက်တာဖောချမ်းမရဲ့ကောက်ချက်အရရခိုင်ဇာဟာဆက်လျှောက်ရာစုလွန်ခဲ့တဲ့နှစ်ပေါင်း900လောက်ကမှစတယ်လို့ဆိုထားပါတယ်။သူ့နောက်ကလေးလာတဲ့ရခိုင်လူမျိုးဖြစ်တဲ့ဦးစံချွေဘူးကတော့1920တုန်းက JBRS Volume 10မှာရေးခဲ့တဲ့သူ့ရဲ့ရခိုင်ရှေ့ဝေဒာလီကရတဲ့ကြီးဝစီမီယုတ်ဆိုတဲ့ဆောင်းပါးမှာအဲ့ဒီယုတ်ထုမှာပါတဲ့စာပေကိုပဲ 17ရာစုလို့ကာလတခုအဆိုပြုရတာတွေ့ရပါတယ်။ဒေါက်တာ ဖော်ရှမ်းမရဲ့16ရာစုအဆိုကိုထောင်စုနှစ်တဝက်စာပြန်တင်ထားတာဖြစ်ပါတယ်။အဲ့ဒီရုပ်ထုမှာ စာလုံး6လုံးရှိတဲ့စာတစ်ကြောင်းပါတယ်။ဥဆန်ကျွေးဘူးယူဆပုံကရခိုင်ဝေဒလီဟာပြတ်သုံးပြီးနောက်စံဘောဟဆိုတဲ့နမ်းမျိုးကိုထပ်တည်ရတယ် ရခိုင်သမိုင်းယာစံဘောဟာတက်ဂရစ်156ခု AD 800စုအကုန်ပိုင်းလောက်မှာတည်တာဒီမှာ group site ဖို့လိုတာကနှစ်ပိုင်းရှိပါတယ်ပထမတစ်ပိုင်းကစံဘောရဲ့ရခိုင်သမိုင်းယာကာလက800စုဖြစ်ပေမဲ့လို့အင်္ဂလိပ်ခေတ်ကဆရာကြီးတွေကတခြားရခိုင်သမိုင်းရဲ့မူကွေးတွေက ပြောတဲ့ဝေဒာလီဟာဆေယာစုအလေပိုင်းတိ တည်ခဲ့တယ်ဆိုတဲ့အယူအဆနဲ့ပဲဥဆန်ကျွေးဘူးဟာစံဘောကို7ရာစုလို့ယူဆထားခဲ့ကြောင်းနားလည်ဖို့လိုပါတယ်ဒီမှာကျွန်တော်တင်ပြတာက Rembrandt တောင်ချောင်းရဲ့စံဘောဟာ6ရာစုအကုန်ပိုင်းနဲ့9ရာစုဝင်လူဝင်ခင် ဖြစ်ကြောင်းတင်ပြရတာပါဒါပေမဲ့ဒီဥဆန်ကျွေးဘူးရဲ့အယုတ်အပေါ်မှာ ကျွန်တော်တို့တွေဟာဝေသာလီမျိုးတော်တီရှိရာအရက်မှာပဲတွေ့ရတဲ့ရုပ်ထုတစ်ခုအပေါ်မှာစံဘောမျိုးကိုဆင်းပြီးတော့ ကာလသတ်မှတ်နေရတာဖြစ်ပါတယ်။တကယ်တမ်းကစံဘောဟာ ဝေသာလီမျိုးတော်တီခဲ့တဲ့မြေပေါ်မှာပဲထပ်တီခဲ့တာမဟုတ်ဘူး။ဥဆန်ကျွေးဘူးရဲ့ရုပ်ထုပေါ်မှာတရှာနီလေးလာဝေပန်မှုမျိုးလဲနောက်လူတွေကထပ်လုပ်ထားကြတာမတွေ့ရပါဘူး။ ရခိုင်စာရဲ့ဒီရှိမှုပေါ်အချမ်းပြင်းတောင်မှပဲလေးလာတင်ပြထားကြတဲ့စာတမ်းမျိုး ကျွန်တော်မဖတ်ဘူးပါဒါနဲ့ပဲကျွန်တော်သိကျင်တာကိုလေးလာထားသလောက်ရခိုင်စာနဲ့ပတ်သက်ပြီးအများသူကသိကျင်ကြရင်သိရအောင်ဒီဗီဒီယိုကိုလုပ်ပေးရတာဖြစ်ပါတယ်ရှေးစာပေတွေရဲ့တတန်းကိုသတ်မှတ်ပေးဖို့သူမှပါတဲ့တက်ကရီမဟုတ်တော့မှပဲ သမိုင်းစာပေတွေနဲ့ချိန်ထိုးနိုင်တဲ့ နာမည်လိုမျိုး တခုခုလိုအပ်ပါတယ်ဒီမှာရခိုင်တွေရဲ့ရှေ့စာတဲ့တက်ကရစ်ပါတဲ့အထောက်ထားတခု9ရာစုအလေပိုင်းနဲ့ရှိပါတယ်တမိုင်းတွေကနာမည်နဲ့လည်းတိုက်ဆိုင်နိုင်တယ်ကြီးဖျားတဆူရဲ့စမခံပေါ်မှာထွင်းထားတဲ့စာဖြစ်တယ်စာလုံး50လုံးပါတဲ့စာကြောင်းတစ်ကြောင်း ဖြစ်တယ်ဖတ်မရတာကရှောက်လုံးနဲ့ဆိုရင်ဖတ်လို့ရတာက 45လုံးပါတယ်အဲ့ဒါကလွန်ခဲ့တဲ့နှစ်ပေါင်း1200ကရခိုင်စာဖြစ်တယ်သူနောက်မှာတကရစ်ပါတဲ့ထဲက17ရာစုအကုန်ပိုင်းလောက်ကရေးထားတဲ့ကြောက်စင်းတူးတဆူရဲ့ပလင်ပေါ်မှာရေးထားတဲ့စာရှိသေးတယ်ကျွန်တော်အနေနဲ့ဥဆန်ကျွေးဘူးရဲ့ရုပ်ထုဟာဝေဒာလီကရတာမို့လို့ဝေဒာလီနဲ့ဆိုင်တဲ့တကရစ်တွင်ကပဲ အာယာနာကိုအဆိုပြုခြင်းပါတယ်ဒီမှာကျွန်တော်တီးဖြတ်ထုတ်ဝေခဲ့တဲ့ရခိုင်ကြောက်စာပေါင်းချုပ်တဲ့မှာတက်ကရမစ်ကြောက်စာများဆိုတဲ့အခန်း၄ကိုပြန်ပြောခြင်းပါတယ်အခန်း၄နံပါတ်၁ဟာစံဘွားမျိုးဟောင်းကအုတ်ခွက်စာဖြစ်တယ်တကယ်တမ်းကအုတ်ရှက်စာပါအုတ်ရှက်တွေပေါ်မှာရေးထားတဲ့စာဥဆန်ချွေဘူးတင်ပြခဲ့တဲ့ရုပ်ထုစာကိုအဆိုပြုတဲ့ခက်ဖြစ်တယ် ရခိုင်ကြောက်စာပေါင်းချုပ်တွေကအုတ်ချက်ကတော့တကယ်ပဲစံဘောမျိုးဟောင်းကရတဲ့အုတ်ချက်ဖြစ်တယ်။ကျွန်တော်စီနီယာတွေဖတ်ခဲ့ကြတာအုံနှစ်ချက်ထိပြတယ်။တကယ်တမ်းကအဲ့ဒီအဆောက်အဦတွေကအုတ်ချက်တိုင်းဟာစားတွေပါတယ်လို့ဘာဘာကပြောမှုပါတယ်။သဘောတရားအပြင်ဒါကရခိုင်စာအတွက်ဆိုရင်အဲ့ဒီအုတ်ကုံကြီးတစ်ခုလုံးအဆောက်အဦလက်ကျန်တစ်ခုလုံးကအုတ်တွေကိုယူပြီး တချက်ချင်းကစာတွေကိုအကုန်အဆုံးဖတ်တင်တာဖြစ်ပါတယ်ဒီအုတ်ချက်တွေကိုသူတို့တီရှိရာဒေတာရကာလသတ်မှတ်မယ်ဆိုရင်ရှေ့ရာစုလို့ယူနိုင်ပါတယ်အခိုင်သမိုင်းအစဉ်အလာရဒီကောဇာတက္ကရရဲ့အဥပိုင်း65ခုအဲဒီရှေ့ရာစုအလေပိုင်းလောက်မှာဇူလဆန္ဒရာမင်းဆိုတာရှိတယ်သူရဲ့ဝန်ကြီးချုပ်က ်ပြီး33လုံးလေတော်တန်ဆိုတဲ့အန်ချင်းကို ဆက်ဆိုပြီးတော့ဗမာပြည်ကို ရှီတက်တော်ခဲ့ကြတယ်ဗမာပြည်ကိုလှေနဲ့ရှီတက်တော်ကြတယ်နှစ်ပေါင်း1300နီးပါးလောက်တုန်းကပေါ့ဗျာသူတို့တွေတကောင်းကိုတော်ကြတာရခိုင်နိုင်ငံကိုမိဖုရားကြီးကိုအပ်ပြီးတော်ကြတာကနေပြည်တော်အပြန်မှာလှေနှစ်ပြီး မင်းကြီးနဂါးရော်အမိခံလိုက်ရပါလေရောဒါနဲ့ပဲပြည်တော်ဝင်လာတဲ့ဝန်ကြီးချုပ်ကိုမိဖုရားကြီးကလက်မခံတော့ဘူးဒါနဲ့ပဲဝေတလီရခိုင်ပြည်ပြတ်တယ်ဆိုပါတော့ဗမာပြည်အလေးပိုင်းတကောင်းတင်းတွေးကိုတော်တဲ့ဆူလာဆန္ဒယာမင်းရဲ့အမေဟာသင်္ကန်းမိန်တွင်ရတုကိုရေးဆက်ခဲ့တဲ့သုဝနာဒေဝီလို့လည်းခေါ်တဲ့မိဖုရားကြီးစောပြညိုပဲဖြစ်ပါတယ် တိုင်ငံမိန်တွင်အဆရှိတဲ့ရတုဟာရှေးရာစုအဝင်လေးတွင်ရေးခဲ့တာဒီကနေပြန်ကြည့်ရင်နှစ်ပေါင်း1322နှစ်ရှိတဲ့ကဗျာဖြစ်တယ်ကျွန်တော်တို့ယူဆကမိဖုရားစောပြညိုဟာ ရခိုင်စာပေရဲ့မိခင်ဖြစ်တယ်မိဖုရားကြီးဟာကာလီဒါသရဲ့ရှရုဒ္ဒဘောရာကျမ်းကဗျာကြီးနဲ့ကျမ်းကို ရခိုင်လိုပြန်ဆိုခဲ့တယ်လို့မှတ်တမ်းရှိပါတယ်။စောပြညိုရဲ့ကြပြချမ်းကိုပဲ၄မျိုးကအကုန်မှာရှင်မဟာသီလဝန်သားနေပြီးတော့ကဝိကန္နပါဒနာချမ်းအဖြစ်ထမှန်မွမ်းမံခဲ့ပါတယ်။အဲ့ဒါကကဝိကန္နဆိုတာလည်းဖြစ်တဲ့ဒီနေ့အထိ အကောင်းဆုံးအပြည့်စုံဆုံးသောကြပြချမ်းဖြစ်ပါတယ်။ရခိုင်ဇာရဲ့အခရာပုံတံတန်ကိုအစောဆုံးအထောက်အထားဖြင့် မှတ်ချက်ပေးရရင်အာယနာအယုတ်စာနဲ့စံဘောအုတ်ဆက်စာကိုပေးခြင်းပါတယ်။ပညာရဲ့ပိုင်းဆိုင်ရာထောက်ထားအများကြီးနဲ့တသက်ပြဖို့တော့ကြံနေပါသေးတယ်။ဒီနေ့ရခိုင်တို့သုံးနေတဲ့ဘီသရာအခရာတို့ဟာမိဖုရားစောပြေညိုတတ်တော်ပူစောဖို့ရှိပါတယ်။ရခိုင်အခရာရဲ့တသက်ပြနိုင်တဲ့ကာလသမဇတစ်ခုကို ကျွန်တော်တင်ပြနေတာဖြစ်ပါတယ်။ရခိုင်အခရာဘီဒရပုံစံတွေစတိုင်တွေကိုဖန်တီးခဲ့ကြတဲ့အခါမှာပါဠိတက္ကဒအနေနဲ့ရေးတဲ့အခါတပိုင်းရခိုင်စာအနေနဲ့ရေးတဲ့အခါတပိုင်းဖန်တီးခဲ့ကြတာကဘူအထင်ကြီးစရာကောင်းပေမဲ့လို့ဒေသတွင်းဗြဟ္မီဘောအခရာရဲ့တခြားဖန်တီးသူလူမျိုးတွေဖြစ်တဲ့ကမ္ဘောဒီးယားတို့ကလည်းဒီတိုင်းပဲ သူတို့စာစနစ်နဲ့ပါဠိတက္ကရာစနစ်ကို ခွေးချပြီးတော့ဖန်တီးခဲ့ကြတာကလည်းအတူတူပဲဆိုတော့ရခိုင်တွေ လူဒန်းစည်းခဲ့ယုံတော့ပဲဆိုတာတင်ပြရင်အားလုံးကျေးဇူးတင်ပါတယ်